ကိုယ်ရရှိဝင်စလုံးထောင်းနောက်ခွေဖြစ်ပါတယ်ဂီတလောကထဲမှာ၅နှစ်ကြာမြောက်ပြည်သက်တဲ့ဆွတ်တွေပြန့်နေရတဲ့တေးတန်ရှင် ရှင်ဖုံးကသူ့ရဲ့စတုထမြောက်တကူတော်အေဘယ်နဲ့အတူပြန်လည်ရောက်ရှိလာပါပြီ။ဆယ်စုနှစ်တခုတောင်မှရက်တည်ပြီးလို့အောင်မြင်တဲ့တေးတန်ရှင်တယောက်ဖြစ်နေပေမယ့်တေးတန်ရှင်ရှင်ဖုံးအနေနဲ့အခုချိန်မှာတေးတန်ရှင်အစ်တယောက်လို့ခံစားရတယ်လို့ဆိုပါတယ်။ပထမဆုံးကတော့ဒီကိုဖြစ်စင်တဲ့ဆန္ဒတခုဖြစ်သွားတဲ့အတွက်ပြင်းပြောင်းသွားတဲ့အကြမ်းမဲ့ဝမ်းသာပါရဲ့။အဲ ထွက်တဲ့ခါကျရင်လည်းဟိုအခုလည်းရန်လဲဆိတ်လှုပ်ရှားပြီးတော့အစ်တယောက်လိုပဲခံစားရပါတယ်။ကိုယ်လည်းမိသွားတဲ့ပရိသတ်တွေဆိုရင်လည်းအစ်တယောက်အနေနဲ့ပဲပြန်ပြီးတော့အားပေးပါအောင်လို့ဒီနေ့တော့ချိန်ပြီးတော့ရှင်ဖုန်းရဲ့စတုထမြောက်တကူတော့အေဗန်ကိုတော့မင်းနဲ့အတူတူလို့နာမည်ပေးထားပြီးဒီအခွေထဲမှာအောင်မြင်ပြီးသားတခြင်းသုံးပုတ်ကိုရှင်ဖုန်းကပြန်နေတည်ဆူထားတယ်လို့အရင်ပုံစံနဲ့မတူတဲ့တန်စင်တွေကိုတည်ဆူထားတယ်လို့ပြောပါတယ် ီအခွေကိုဖေဖော်ဝါရီ9ရက်နေ့မှာဘိုမျိုးစစ်ပရိုဒက်ရှင်ကနေဖြန့်ချီမှာဖြစ်ပါတယ်။အခွေထွက်တဲ့နေ့မှာပဲရန်ကုန်မြို့လှေတန်းစင်တာမှာတိတန့်ရှင်များစွာနဲ့အတူမှတ်တရလက်မှတ်ရေးထိုးပြီးတော့မှာဖြစ်ပါတယ်ရှင်။